မင်္ဂလာပါရှင်ဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ကြောင်းဖွင့်လေးနေမှုအခြေအနေအားအလွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြည့်ရှုအားပေးတဲ့သတင်း။ဇွန်လ၃ရက်နေ့နက်ပိုင်းကအလွန်ခရိုင်အလွန်မြို့နယ်စောရံပိုင်းအရှိရက်ကွယ် အောက်ခြေမြင်နိုင်လန်းအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းတွင်ကျောင်းဖွင့်နှင့်သင်ကြားနေမှုအခြေအနေအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းသိန်းအဖွဲ့ဝင်နှင့်ဦးမျိုးတန်လက်ထောက်ညွှန်ကြားရေးမှုဦးအောင်မြတ်ထိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲကူကူအဖွဲ့ဝင်နှင့်ဦးအောင်စုမြို့နယ်ပညာရေးမှုဒေါ်လာကျူမာတို့ပါဝင်သောပူပေါင်းအဖွဲ့ကလက်လေကြည့်ရှုအားပေးကြကာလူဝက်တီများပေါင်းဆက်ညီနိုင်ဆောင်ပေးကြကြောင်းသိရပါရရှင်ဒီတဲ့ရင်ကိုတော့ရောအီယာကပြပူလာတာပါ ဆလတ်တင်စမဲတဲ့တင်ကတော့ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်အရေးပေါ်ကဲဆေးရေးရေပြင်းမြေပြင်းအသက်ကဲတင်နံအမှတ်စဉ်တင်မြင်ဆောင်2025ဖွင့်လှစ်တဲ့တင် ။ရန်ကုန်တိုင်းဒေသကြီးအာကစားနယ်လူငယ်ရွေးရအထောက်အကူပြုလုပ်ငန်းကော်မတီ၊ညီချမ်းရေးနယ်ဘဝလုံခြုံရေးကော်မတီနဲ့ Emergency Medical Service မြန်မာအဖွဲ့တို့ပူးပေါင်းပြီးအရေးပေါ်ကိစ္စရေး၊ရေပြင်းမြေပြင်းအသက်ကယ်သင်တန်းအမတ်စဉ်တင့်မြင့်ဆောင်၂025ဖွင့်ပွဲကိုဇွန်လ3ရက်နေ့နောက်ပိုင်းကတာကေတာမြို့နယ်လူငယ်စင်တာတွင်ပြုလုပ်ကြောင်းသိရပါသည်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအကစားနှင့်လူငယ်ရေးရာအထောက်ကူပြုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဦးထေလင်းကအဖွဲ့မှစကားပြောကြားပြီးငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီဥက္ကဋ္ဌဦးစွေရှန်နိုင်ကဆက်လက်ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်များနဲ့ဆက်လင်းပြီးရှင်းလင်းပြောကြားပါရယ်ဆက်လက်ပြီး Emergency Medical Service မြန်မာမှဥက္ကဋ္ဌဦးခင်မောင်စွေကကျေးဇူးတင်စကားပြောကြားပြီးအလွန်ငွေပေးရခြင်းနဲ့ခုံပြူမှတ်တမ်းလွှာများပြန်လည်ပေးရခြင်းများဆောင်ရွက်ကြပါရယ် အဆိုပါတင်နန်းကိုရခိုတိုင်းဒေသကြီးအတွင်ရှိလူမှုကေဆေးအသင်းများတဘဝဘေးရန်ရေကာကွယ်ရေးလုပ်ငန်းများစနေတစာဆောင်ရွက်နိုင်ရန်အတွက်ဖွင့်လှစ်ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်ထမန်တဲ့ဆမဲတဲ့ရင်ကတော့ကွန်းချံကုန်းမျိုးနဲ့အချိုရည်ပူများတွင်ကုံအညွန်းအမှတ်အသားပြေဆုံးမှုရှိမရှိစစ်ဆေးတဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမျိုးနဲ့စားသွန်းသူရေရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နေနေအေးမြို့နယ်စီမံသားအဖွဲ့ဈေးတာဝန်ခံဦးထွန်းထွန်း ို့နယ်ကျန်းမာရေးဆရာမအတော်တန်တန်ဆိုလိုဟာကိုညံကိုမျိုးမစီရှိစိတ်တိုင်းကြရေသန့်အချိုရည်နှင့်ကိုမျိုးစုံရောင်းဝယ်ရေးအောင်ချမ်းသာအဖျော်ရည်ရမကနှင့်အချိုရည်လက်လီလကအယောင်ဆိုင် ခေတ္တမုတ်တိုက်မုံမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် surprise အချို့ရေးဘူးများမှာကုံအညုံအမှတ်အသားပြည့်စုံမှုရှိမရှိစစ်ဆေးခြင်းကိုဇွန်လ3ရက်နေ့နောက်ပိုင်းကကွင်းဆင်းဆောင်ဝင်ကြပြီးကုံအညုံအမှတ်အသားပြည့်စုံမှုရှိသောကုံစီများရွေးချယ်ဝယ်ယူရောင်းချကြရန်ဆွေးနွေးပြကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေးနွေးကပြပူလာတာပါနောက်ထပ်တင်ဆက်မယ့်သတင်းကတော့စစ်ချုပ်နီးပညာသင်တန်းတွန်တေးရင်ဖွင့်လှစ်တဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနဲ့ကျေလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့်ဆက်ချုပ်နည်းပညာသင်တန်းကိုစွန်လ3ရက်နေ့နေ့ကကျွန်းတော်ရက်ွက်စွန်လောင်းဓမ္မယုံတွင်ပြုလုပ်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်နွယ်ကအဖွဲ့မှစကားပြောကြားကြောင်းသိရပါတယ်။အဲဒီနောက်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်မှလက်ထောက်ညွှန်ကြားရေးမှဒေါ်ဆွေစင်အေကသင်တန်း န်းဖွင့်လှစ်ရခြင်းအရွယ်ချက်အားပြောကြားပြီးတင်ထောက်ကိုပစ္စည်းများပေးရပါတယ်။အဆိုပါတင်နန်းကိုတင်နန်းသူ15ဦးတယောက်ကြားပြီးတင်နန်းကာလမှာရက်30ကြာမြင့်မှဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလှိုင်ကပေးပို့ထားပေးဖြစ်ပါတယ်။ထမန်းနေဆမဲတရင်ကတော့တန်လင်းမျိုးနဲ့သီရိမင်္ဂလာဖုံတော်ကြီးចောင်းသူရေကာလန်1600သွားရောက်လှူရဲနေတဲ့တွင်ဇွန်လ3ရက်နေနဲ့10ថ្ងៃက တန်လင်းမြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီမှုဦးစီသူဝင်းမဦးဆောင်ပြီးတန်နေမိသက်တပ်ဖွဲ့ဝင်များနဲ့အရန်မိသက်တပ်ဖွဲ့ဝင်များကမိသက်ရည်တဲရင်တစည်းဖြင့်တန်လင်းမြို့နယ်ဘုရားကုန်းကျေးရွာတိရိမင်္ဂလာဖုံတော်ကြီးကျောင်းသို့ရေကာလန်1600တွားရောက်လူဒန်းကြကြောင်းသိရှိရပါတယ်ရှင်။ဒီတဲ့င်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ။ဆလာဒင်စမဲတဲ့င်းကတော့အင်စင်မြူနယ်ရင်မိုဘိုင်းလိုက်ဘရီဘတ်ဖြင့်တူတရာသာစာအုပ်များငှားရမ်းပေးတဲ့တဲ့င်း ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန်မြို့နယ်ပြည်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေနဲ့မြို့နယ်အတွင်းရှိဝန်ထမ်းများပြည်သူများနဲ့ကြောင်သားကြောင်သူများအားရွေရှားစာကြေးတိုင်းမိုဘိုင်းလိုက်ဘရီဘတ်မော်တော်ယာဉ်ဖြင့်သူတရတာစာအုပ်စာဆောင်များငှားရပေးလျက်ရှိရာဇွန်လ3ရက်ကစီပင်တရားရေးဦးစီးဌာနနှင့်တက်တော်ဦးစီးဌာနရုံးတို့တွားရောက်ပြီးသူတရတာစာအုပ်စာဆောင်များကိုအခမဲ့ငှားရပေးကြောင်းသိရပါသည်။ဒီသတင်းကိုတော့ထွန်းလင်းကျော်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။